ကုသိုလ်ဆိုတာဘာလဲရှင်းပါလေကုသိုလ်ဆိုတာကတော့အပြစ်မရှိခြင်းကောင်းတဲ့အကျိုးကို ပေးခြင်းကိုကုသိုလ်လို့ဗုဒ္ဓကသတ်မှတ်ပါတယ်ဒါဆိုရင် အကုသိုလ်ကြတော့ကိုအကုသိုလ်ကြတော့အပြစ်ရှိခြင်း မကောင်းတဲ့အကျိုးကို ပေးခြင်းကိုအကုသိုလ်လို့ခေါ်တယ်။ကုသိုလ်အကုသိုလ်နဲ့ပတ်သက်လို့မြတ်ဗုဒ္ဓကဘလို့ဆုံးမထားတဲ့ဆိုတော့မဖြစ်သေးတဲ့အကုသိုလ်ကိုမဖြစ်အောင်ကျင့်ကြံရမယ်။ဖြစ်ပြီးသားအကုသိုလ်ကိုထက်မဖြစ်အောင်ကျင့်ကြံရမယ်လို့ဆိုပါတယ်။ ကုသိုလ်တရားကိုလည်းအဲ့လိုတိုက်တွန်းထားတယ်။မဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုဖြစ်အောင်ပြုလုပ်ရမယ်။ဖြစ်ပြီးတဲ့ကုသိုလ်တရားတွေကိုထက်ထက်ပြီးတော့တိုးပွားအောင် လုပ်ရမယ်လို့မြတ်ဗုဒ္ဓကအဲ့လိုဆုံးမထားပါတယ်။